ဘာပေါ်မှာလှပြိုင်ပွဲဆိုတာ ਨੇ အများစုကမိမလလေးတွေရှင်ပြိုင်နေပွဲလို့ပဲထင်မိကြမှာပါဒါပေမဲ့အာဖရိကမှာရှိတဲ့နေဂျာဒေသမှာနေထိုင်တဲ့ဝိုဒါဘီမျိုးနယ်စုအတွက်တော့ဒါဟာဆန့်ကျင်ဘက်ဖြစ်ပါတယ်ဂရီဘောလို့အမည်ရတဲ့ပွဲတော်ကိုနှစ်စဉ်ကျင်းပကြတယ်အဲ့ဒီမှာဝိုဒါဘီအမျိုးသားတွေကကြီးရွယ်ရဲ့လူမျိုးတော်အဖြစ်ရွေးချယ်ခံရဖို့နဲ့မိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကိုရယူဖို့အတွက်ဝင်ရောက်ရှင်ပြိုင်ကြပါတယ် အဝေါ်ဆရာကောင်းတာကဒီဘွဲမှာမိန်းကလေးတွေကသာ သူတို့ကြိုက်နေတဲ့ယောက်ျားလေးကိုရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ပြီးတော့အမျိုးသမီးတွေဟာလက်ရှိခင်မွန်းရှိနေတဲ့တောင်မှအလားဆုံးလို့သတ်မှတ်တဲ့အမျိုးသားတို့ကိုရွေးချယ်ပြီးဒုတိယအိမ်တောင်ဘက်ဖြစ်ယူခွင့်ရှိပါတယ်။ဝရာဘီတွေဟာကာမကုံလွတ်လပ်မှုကိုတံပိုးထားကြတယ်။ပြီးတော့လှပတဲ့ခင်မွန်းကောင်းနေတဲ့လက်ထက်ပြီးလှပတဲ့သားသမီးတွေမွေးဖွားဖို့ဟာ ူတို့ဘဝမှာအရေးကြီးဆုံးတွေကတခုအဖြစ်သတ်မှတ်ထားကြပါတယ်။ဝရာဘီတွေဟာသူတို့ရဲ့ရုပ်ရည်အလှပကိုအလွန်အမင်းတံမိုးထားကြပါတယ်။ရှေ့လျားတဲ့နှကောင်းဖြူစင်တဲ့အသားရည်ဖြောင်တန်းတဲ့နှကန်းတွေဟာသူတို့ရဲ့အလှပစံနှုန်းတွေပါ။ယောက်ျားတွေဟာသူတို့ရဲ့မျက်လုံးအလှနဲ့ဖြူစင်တဲ့သွားတွေရဲ့အလှကိုပြသဖို့အမြဲလိုလိုလေ့ကျင့်နေကြပါတယ်။ဝရာဘီတွေဟာဒေကနာယရဲ့ ခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီတွေမှုရှိအောင်ရှင်သန်နေထိုင်တတ်ကြပါရယ်။ नो ဒိန်ခဲနဲ့အနေငယ်သော ကောက်ပဲသီးနှံတွေကိုသာစားသုံးကြပြီးရေရှားပါမှုကိုအန်တုရင်ဆိုင်ကြပါရယ်။ခိတိကပါရဲ့စိန်ခေါ်မှုတွေကြားထဲမှာတောင်းဝရာဘီတွေဟာသူတို့ရဲ့ရှေးဟောင်းဒလေထုံတန်းတွေအယောင်သွေးစုံလင်လာတဲ့ရင်ကျင်းမှုတွေကို ခိုင်မြဲစွာထိန်းသိမ်းထားကြစေပါပဲ။သူတို့ဟာဆယ်အသက်ကဏ္ဍရရဲ့ လှပမှုကိုကိုးစားပြုတယ်။လှဲ့လှယ်နေထိုင်တတ်တဲ့လူမျိုးတွေအဖြစ်ယနေ့ထက်ထိရှင်သန်နေကြစေဖြစ်ပါတယ်။